တာလန်ထိုင်းရဲ့ပြည်သက်များအားလုံးကျမ်းမာရုံကြပါစေရှင်။မမီရဲ့တနေ့တာကိုပျပျော်ရှိရှင် တက်တက်ကြွကြွနဲ့ဖြတ်တန်းခြင်းနဲ့ဆိုရင်တော့တနေ့တာလုံးလန်းဆန်းနေဖို့ကအရေးကြီးပါတယ်။မမီဟာအဲ့ရနိုးကလေးကလန်းဆန်းတက်ကြွမှုမရှိဘူး။အရင်ကုန်ခန်းနေတယ်လို့ခံစားနေရပြီဆိုရင်တော့မမီရဲ့တနေ့တာကလည်းကောင်းမွန်မှာမဟုတ်ပါဘူး။ဒီတော့ဒီပြဿနာရဲ့အကြောင်းအရင်းကိုရှာပြီးပြောင်းလဲဖို့ကစူးစမ်းတင်ပါပြီ။လူအများစုမှတွေ့ရတဲ့ပြဿနာကပျော်ရွှင်ကောင်းမွန်တဲ့နေရက်တွေကိုပိုင်ဆိုင်ခြင်းကြပါပဲ မမီရဲ့ကျမ်းမာရေးကိုလစ်လူရှူတက်ကြတာပါပဲ။ဒါကြောင့်မမီရဲ့တနေ့တာကိုလမ်းဆန်းတက်ကြွနေခြင်းနဲ့ဆိုရင်မမီမနဲ့အဲ့ရနုံနိုးချင်းပြုတ်လောက်တဲ့အမှုချင်းတွေကိုဂယုမဆိုင်လို့မရပါဘူးဒီတစ်ပတ်မှာတော့တနေ့တာလုံးလမ်းဆန်းနေစေဖို့မနဲ့နုံနိုးချင်းမှာဘလို့အရာလေးတွေကိုပြုတ်လောက်ပေးတဲ့လဲဆိုတော့ကိုပြောပြပေးသွားမှာပါကျမယုံကြည်ပါပါရှင် ကောင်းမွန်တဲ့အိပ်စက်မှုရအောင်ကြိုးစားပါ။ကောင်းမွန်တဲ့အိပ်စက်မှုရဖို့ကအရေးကြီးပါတယ်။ဒါမှသာအားရင်အပြေအဝနဲ့အဲ့ရကနေနိုးထားနိုင်ပြီးတော့လမ်းဆန်းတက်ကြွနိုင်မှာဖြစ်ပါတယ်။များသောအားဖြင့်တ냐ကို3-4နိုင်လောက်ပဲအိပ်ချိန်ရတယ်ဆိုရင်တော့လမ်းဆန်းတက်ကြွမှာမဟုတ်ဘူးဆိုတာကတော့သိကြပါတယ်။အိပ်စက်ရမှာလည်းလူတစ်ယောက်နဲ့တစ်ယောက်မတူညီကြတဲ့အတွက်မိမိကဘယ်လိုလူထဲမှာပါလဲဆိုတာကိုစမ်းစစ်ကြည့်ရပါမယ်။ မိမိကညာဘက်မှာပို့ပြီးတက်ကြွတဲ့သူလားနေဘက်မှာပို့ပြီးတော့တက်ကြွတဲ့သူလားဆိုတာကိုစမ်းစစ်ကြည့်ပါမိမိဟာညာဘက်တွေဘယ်ချိန်အိတ်တက်လဲမနေ့ဘယ်ချိန်ထားတက်လဲတညာကိုဘယ်နှနာရီအထိအိတ်လဲစသဖြင့်စမ်းစစ်ကြည့်ရမှာပါမိမိကတညာကို6နာရီလောက်တာအိတ်ရေးရတယ်ဆိုရင်တော့မိမိရဲ့အိတ်ချိန်ဇယားကိုပြောင်းလဲဖို့စူးစမ်းတင်ပါပြီနောက်ပြီးမိမိကလုပ်ငန်းခွင် စာသင်ခန်းစတဲ့နေရာတွေကိုဝင်းပြီးဆိုတာနဲ့အိမ်ငိုက်တာပင်ပန်းနွမ်းနေတာစတာတွေဖြစ်လားဆိုတာကိုစမ်းစစ်ကြည့်ပါ ဖြစ်တဲ့ဆိုရင်တော့အရေးဝဝအိပ်ဆက်ပေးဖို့လိုအပ်ပါပြီ။ကဖိန်းဓာတ်ဟာအိပ်ပျော်အောင်လှုပ်ပေးတဲ့ခန္ဓာကိုယ်ရဲကအဒီနိုဆင်ဓာတ်တွေကိုပိတ်ပင်တတ်ပါတယ်။ကောင်းမွန်တဲ့အိပ်စက်မှုရချင်တယ်ဆိုရင်တော့ကော်ဖီ၊လက်ဖက်ရည်၊အားဖြည့်ချိုရည်၊ချောကလက်စတဲ့အရာတွေကိုတတိထားစားသင့်ပါတယ်။ဆရာဝန်တွေကတော့ကဖိန်းဓာတ်ကိုအိပ်ချိန်နဲ့၈နာရီကနေ10နာရီစီချပြီးတောက်သုံးဖို့တိုက်တွန်းထားပါတယ်။ညဘက်ရောက်ရင်ဖုန်း၊ကွန်ပျူတာ၊တီဗီစတဲ့အရာတွေကိုအသုံးပြုမှုလျှော့ချသင့်ပါတယ်။ အဲ့ဒီလျက်စစ်ပစ္စည်းတွေကနေထွက်လာတဲ့အလင်းနှန်းတွေကခန္ဓာကိုယ်ရဲ့မယ်လက်တိုနင်ထုတ်လုပ်မှုကိုရှော့ချပေးတဲ့အတွက်အဲ့ရဝင်စေဖို့ခက်ခဲစေမှာဖြစ်ပါတယ်။မယ်လက်တိုနင်ကနှဲချိုက်စွာအိပ်ပျော်စေမှာမို့လို့မိပိတ်အိတ်ချင်းဖုန်းကွန်ပျူတာ TV စတဲ့အရာတွေကိုအသုံးဖြူခြင်းကိုရှော့ချခြင်းစတာတွေပြုလုပ်ပေးပြီးတော့လဲမယ်လက်တိုနင်ထုတ်လုပ်မှုကိုအထောက်အကူပြုစေနိုင်ပါတယ်။အလင်းရောင်ရရှိအောင်ကြိုးစားပါ။နောက်ထပ်အဲ့ရနိုးနိုးခြင်းလှုပ်တဲ့တာတစ်ခုကတော့အဲ့ရနိုးတာနဲ့အလင်းအောင်ရရှိအောင်စူးစမ်းတာပဲဖြစ်ပါတယ်။ အလင်းရောင်ဟာအိတ်ချင်စိတ်ကိုဖြစ်ပေါ်စေတဲ့မယ်လက်တိုနင်ဟော်မုန်းတွေကိုတိုက်ထုတ်ပေးတာကြောင့်မနက်အရာထချိန်မှာအလင်းရောင်ရရှိဖို့ကအရေးကြီးပါတယ်။နေရောင်ခြေကရတဲ့ဗိုက်တာမင် D ဟာမနက်ပိုင်းမှာမယ်လက်တိုနင်ရဲ့အလုပ်ဖြစ်တဲ့အိတ်ချင်စိတ်တာကိုရပ်တန့်ပေးသလိုလုံလောက်တဲ့ဗိုက်တာမင် D ရရှိခြင်းကညဘက်မှာမယ်လက်တိုနင်ရဲ့စွမ်းဆောင်ရည်ကိုမြှင့်တင်ပေးပြီးပုံမကောင်းမွန်စွာအိတ်ဆက်စေနိုင်ပါတယ်။ဒါအပြင်အခမ်းအနီးဟာလည်းမယ်လက်တိုနင်ထုတ်လွှတ်မှုကိုရပ်တန့်ပေးတယ်လို့ဆရာဝန်တွေကတွေးရှိထားကြပါတယ်။ ဒါကြောင့်မမီရတနေ့တောင်ကိုလမ်းစမ်းတက်ကြွနေခြင်းနဲ့ဆိုရင်တော့မနက်အိယာနိုးတာနဲ့နေရောင်ခြည်ဖြစ်စေ အခမ်းမီးဖြစ်စေရနိုင်တဲ့နေရာတွေမှာနေသင့်ပါတယ်။နိုးနိုးချင်းအိယာကနေထပြီးကိုယ်လည်းလှုပ်ရှားပေးပါအတံပေးအလံပိတ်ပြီးပြန်အိတ်တာ နောက်ထပ်တရေထက်အိတ်တာစရာရီယာဆိုရင်ခန္ဓာကိုယ်ကိုပုံမအိုင်ကုန်ခန်းစီရလို့ဆရာဝန်တွေကတွေ့ရှိထားတဲ့အတွက်အဲ့ရထားဖို့အချိန်မဆွဲသင့်ပါဘူး ဒါပြင်မနက်အဲ့ရနိုးချိန်ဆိုရင်ခန္ဓာကိုယ်အတွင်းထဲမှာကော်တီဇောဟော်မုန်းတွေမြင့်တက်နေသလိုသွေးပေါင်ချိန်ဟာဆိုရင်လည်းတာမန်ထက်တက်နေတက်တာကြောင့်ကိုယ်လက်လှောက်ရှာပေးဖို့လိုအပ်ပါတယ်။အဲ့ရထဲမှာလှဲနေမဲ့အစာလမ်းလျှောက်တာအကြောလျှော့တာအဲ့ရတင်လိုက်တာစတာတွေကိုလှုပ်ပေးခြင်းကအဲ့ချိန်စိတ်ကိုလျှော့ချပေးပြီးတော့စိတ်ကိုကြည်လင်သွားစေမှာပဲဖြစ်ပါတယ်။အာဟာရပြည့်တဲ့မနက်စာစားပေးပါလန်းစားတက်ကြွတဲ့တဏိတာကိုပိုင်ဆိုင်ခြင်းနဲ့ဆိုရင်တော့အာဟာရပြည့်တဲ့မနက်စာကအလွန်အရေးကြီးပါတယ်။ ကြက်ဦးအသားငါတို့စတဲ့အသားထဲကျွဲွားတဲ့အစားအစာတွေဟာဂရီလင်လို့ခေါ်တဲ့အစားစားချိန်စိတ်ကိုဖြစ်ပေါ်စေတဲ့ဟော်မုန်းတွေကိုလျှော့ချပေးပြီးတနည်းတာအတွက်လိုအပ်တဲ့အားရပမာဏကိုပေးနိုင်ပါတယ်။အာလူ၊ပါမုတ်၊ထမင်းစတဲ့ဂစီဓာတ်တွေဟာဆိုရင်လေခန္ဓာကိုယ်အတွက်လိုအပ်တဲ့အားရတမျိုးဖြစ်စေတာကြောင့်အသားဓာတ်နဲ့ဂစီဓာတ်ကိုမျှတစွာစားသုံးပေးခြင်းဖြင့်တဏီကုံလန်းဆန်းတက်ကြွစေနိုင်မှာပဲဖြစ်ပါတယ်။ ကဖိန်းဓာတ်ဟာခန္ဓာကိုယ်အတွင်းထဲမှာရှိတဲ့ကော်တီဇောဟော်မုန်းကိုတိုးပွားစေလို့မနက်စောစော ကော်ဖီလက်ဖက်ရည်အားဖြင့်အချို့ရီတောက်သုံးပေးခြင်းဟာဆိုရင်စိတ်ပီစီမှုကိုတိုးပွားစေနိုင်ပါတယ်။ဒါကြောင့်ကော်တီဇောဟော်မုန်းတွေတဖြည်းဖြည်းညှော်နေလာတဲ့အချိန်ဖြစ်တဲ့နေ့လယ်ပိုင်းအချိန်မှာတော့ကဖိန်းဓာတ်ကိုတောက်သုံးပေးခြင်းကခန္ဓာကိုယ်အတွက်အားရင်ပေးနိုင်သလိုကျန်းမာရေးအန္တရာယ်ဖြစ်စေမှုကနေလည်းလျှော့ချပေးနိုင်ပါတယ်။ အခုတင်ဆက်ပေးလိုက်တဲ့အချက်တွေကတော့တနေ့တာကိုလန်းစန်းတက်စွာစွာဖြတ်တန်းစေနိုင်ဖို့အရေးပါတဲ့မနက်ခင်းအရာထားချိန်တိုင်းမှာပြုလုပ်ပေးတဲ့အမှုအကျင့်တွေပဲဖြစ်ပါတယ်။ဒီလိုအမှုအကျင့်လေးတွေကိုမနက်တိုင်းမှာပြုလုပ်ပေးမယ်ဆိုရင်တော့ကျန်းမာပျော်ရွှင်တဲ့ဘဝကိုပိုင်ဆိုင်နိုင်မှာပဲဖြစ်ပါတယ်။အခုလိုကျမ်းမာရေးနဲ့ဆိုင်တဲ့အသိပညာဗဟုတုတရတွေကြောင့်တင်ဆက်ပေးနေတဲ့တန်လွင်ထိုင်းရဲ့တန်လွင်ကျမ်းမာအစီအစဉ်ကိုအပတ်စဉ်ဗဟုတဖူးနေ့တွေရဲ့ညနေ6နာရီတိုင်းမှာတင်ဆက်ပေးနေပါရယ်။အားလုံးပဲကျမ်းမာပျော်ရွှင်တဲ့လူနေမှုဘဝကိုပိုင်ဆိုင်နိုင်ကြပါစေရှင်။